အားလုံးပဲမင်္ဂလာပါဗျခွန်မိုးတီ YouTube Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျအခုကျွန်တော်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာလေးကတော့ထိုင်းဝမ်ရထားပေါ်မှာအမျိုးသမီးတစ်ယောက်ကထားတဲ့ကြီးရဲ့အမျိုးသမီးတစ်ယောက်ကိုဒါကန်လိုက်တဲ့ဗီဒီယိုဖိုင်ဆိုရင်အားလုံးသိကြမယ်လို့ထင်ပါတယ်ဗျဒီဗီဒီယိုဖိုင်နဲ့ဆက်ဆက်ပြီးတော့အခုတစ်ယောက်ရဲ့ချင်းပြထားတဲ့ဗီဒီယိုဖိုင်လေးကိုလေကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါကြည့်ကြည့်ဖို့ဖိတ်ခေါ်ချင်ပါတယ်ဗျထိုင်ဝမ်ရထားပေါ်မှာတည်တနာဖြစ်ကြတာလေအဖွားကြီးတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်နဲ့လေအကိစ္စအောင်ရှင်တို့ပြပြကြရလားဆက်စုံမှုကိုစိုက်တဲ့နေရာမှာစိုက်တလို့ မရယူလိုက်တော့လားအဲ့ဒါဘာလဲဆိုတဲ့ခါကြောင့်ဒီဗီဒီယိုအရင်ပြောမယ်ပေါ့နော်ထိုင်ဝမ်ရထားပေါ်မှာကြီးအမျိုးသမီးတယောက်ကထိုင်နေတာထိုင်နေတာကိုတခြားနေရာတွေကအချောင်ကြီးရှိရနော်အမျိုးသမီးကဒီတောင်စုံခုံမှာထိုင်နေရအဲ့ဒါအဖွားကြီးကနေပြောအဲ့အထုံးနဲ့လေးဆိုင်နေတာအဲ့အမျိုးသမီးကိုလေရိုက်တဲ့ခါကြောင့်အဲ့အမျိုးသမီးကနေပြောမှာပတ်စုံပိတ်ကြလိုက်တာပိတ်ကြလိုက်တဲ့ခါကျခုံရဲခုံကကိုလွှဲမှာတော့ဘွားရုပ်စုအဲ့လိုအားနဲ့ပတ်သက်ပြီးတဲ့ခါကျ ดีสิงคโปร์มาเลยแล้วลุกได้ดูเลยจงตัวยาะไ้พ่อยพ่อให้ดีแต่ต่างนากฉันรู้เยอะแว่ไม่ต้องเนาะอ่าบาลีสุดเลยค่ะจ้าเนาะอากุณดีสิงคโปร์มาเอ้สิงคโปร์มาบ่อยไอจะท้าเรื่อยมาไทยแม่คงมีบ่แต่โชคดี မလေးဘတ်စကားမှာဆိုလို့ချင်သူတို့ရဲ့ priority 6ရှိရဲ့နော် priority 6ဆိုတာကြာသူတို့အတွက်ဦးစားပေးထားတဲ့ခေါင်းနော်ရထားပေါ်မှာဆိုလို့ချင်ဒီလိုအတွဲလေးအတွဲလေးတွေရှိရဲ့အဲ့အတွဲလေးတွေတောင်စုံတစ်ခုံတောင်စုံနှစ်ခုံပေါ့အဲ့လိုထားပါလားအဲ့လိုဟာလေးတွေမှာဆိုလို့ချင် priority 6ပေါ့အဲ့ဒါဘာတွေအတွက်ဆိုလို့ချင်လဲအဲ့လိုမျိုးဖိုးကြီးဖွားကြီးတွေအတွက်ပြကြအောင်နာမအောင်နာတို့မဟုတ်ဘူးဂီလာနာဂီလာနာမလို့ရစော့ကဲတဲ့လူတွေကြောက်လာတော့မှာလေဂီလာနာတွေအတွက်နောက်တစ်ခုကကြတော့ ကိုဝန်ဆောင်အမျိုးသမီးတွေတို့ပြီးတဲ့ခါကျတော့ကလေးတငယ်တွေတို့အဲ့လိုမျိုးတွေအတွက်ဆိုပြီးသူကအဲ့လို priority C ကိုလောက်ထားပေးတယ်လောက်ထားပေးပြီးမှတန်းလေးလဲပါတဲ့ခါကျတော့မိရတယ်လို့အတွဲနိုင်တဲ့နားလေးနော်အဲ့အတွဲနိုင်တဲ့နားလေးကခုံနေပေါ့အေးအဲ့လိုမျိုးပြောအဲ့ကျတော့တချို့ခြားခလေးကြားလို့ရှိရင်ရထားရအချောင်းကြီးအချောင်းကြီးဆိုတဲ့ခါကျတော့လူတွေလက်ကွာကိုအစင်ပြေတယ်လို့မျိုးထိုင်ကြတယ်ဥပမာတချို့တွေဆိုလို့ရှိရင်အလောက်ကပြန်လာတယ်ကျပင်မန်းတယ်ပင်မန်းတော့ကျအဲ့ဒါလေးကိုမြည်ပြီးတော့အိတ်ချင်ကြတယ်အဲ့ဒါတူတူကိုကိုကိုယ်တွေလဲရင်တော့အဲ့လိုမျိုးအိတ်ခဲတာတော့အဲ့ကျတော့ တချို့အဖိုးကြီးဖွားလိုက်တယ်ဖက်ကူမှလေသူကအကျင့်ရောက်တာအစို့အကောင်လုံးမကောင်းလို့ပြောရမှာမဟုတ်ဘူးနော်ချို့တွေကြတာဒီလိုမျိုးဓာတ်တွေရှိတယ်ဓာတ်တွေဒီစာလုံးမှာဓာတ်တွေအရန်ပေါ်နော်အဲ့ကြတော့သူကသူများတွေအိုင်နာလေးကိုထိုင်းနေကိုတက်တက်ကိုရန်လောက်တာတက်တက်သူတို့စာလုံးနေဆိုလို့ရှိရင်သူတို့မလောက်ရဲဘူးနော်မာတယုတ်တွေဆိုလို့ရှိရင်လည်းသူကမလောက်ရဲဘူးတော့အဲ့လိုမျိုး အားလေးလို့ဘာကုန်းလေးလို့ဩအားလေးဘာကုန်းလေးဆိုတော့ခါလေးရှင်းပြပါလိမ့်သွားပြလိုက်မယ်သူများရဲ့အလွယ်ခေါ်တဲ့ကလားတွေပေါ့ဤအဲ့ဒါဘာလဲဆိုတော့ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံသားလေးတို့ဒီအိန္ဒိယနိုင်ငံသားလေးတို့ပေါ့နော်အဲ့လိုမျိုးတွေထိုင်နေဆိုလို့ရှင်တကယ်ပုံမှန်လောက်တာအချောင်းကြီးနော်အချောင်းကြီးရှိရဲ့ရှိရဲ့ဘာနဲ့ကိုတက်တက်ပုံမှန်အကျဉ်းရုပ်ပြီးတော့အဲ့လိုမျိုးတွေဖယ်ခိုင်းတာပါဆိုပြန်ခါကြတချို့မမမာလေးလေးတို့ဘာလို့ဆိုလဲအဲ့လိုမျိုးလောက်တာတတ်တတ်ကြီးကိုမှလောက်တာသူတို့ကကြည့်လိုက်တာနဲ့ပေါ့ဒီလိုမျိုးဟဲ့ဒီလူတော့အချင်းထဲလို့ရတာမှာပဲဆိုပြီးအဲ့လိုမျိုးတွေလောက်တာအဲ့ကြတော့ဒီအမျိုးသမီးကအဲ့လိုလောက်ချလိုက်တာအဲ့ဒါပဲ အခုအဲ့ဒီဒီစင်ကာပူမှာလည်းမဟုတ်ဘူးလေဂျပန်မှာဆိုလို့ရှိရင်လည်းအဲ့ဒီဟိုတချို့အုံးနေရလေအုံးနေရအဲ့လိုမျိုးလောက်တာတွေရှိတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့အုံးနေဆိုလို့ရှင်တို့လည်းပြောအောင်မယ်တော့တတိထားဖို့လို့လေဒီရှော့မှာဟိုတလောကလူတန်းမှုဖြစ်ပါရောပြီးကြတဲ့၄၅ရက်လောက်ပဲရှိသေးရဲ့အဲ့ဒါဘာဖြစ်လို့လဲဆိုတဲ့ခါကျတော့အောက်ထက်ကနေပြီးတော့အပေါ်ထက်ကိုတက်ပြီးတော့တက်တာတဲ့တော့ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီတဲ့ဘာမှလည်းစုလို့တယ်တော့ အေးစုံလို့တဲ့တော့အောက်ထပ်ကလူကနေပြောအဲ့အပေါ်တက်ကိုတက်ပြီးတော့တက်တာရေရှုံးဆန်ထွက်ပါလေ323လာ232လာမသိအဲ့ဘလော့မှာဖြစ်တာတော့အာဘာလဲဆိုတာကကြောင့်အပေါ်တက်မှာနေတာဘာလဲချိုက်အမျိုးသမီးနဲ့စာလုံးလေးမရဘာလဲချိုက်မျိုးသမီးဆိုပေမဲ့ तू ဟာဘီဝင်မဲ့လေးကလေးပဲရောက်နေအောက်ထပ်ကကြာစာလုံးဖုံး66မိနစ်တဲ့တော့အဲ့ဟာအဲ့လိုမျိုးအုံးနေလို့ရှင်တော့လည်းအဲ့အုံးနေဒီလိုလာလို့ရှင်တတိထားကြအောင်နော်အဲ့ဒါကိုပြောပြတာတချို့အုံးနေကအဲ့ဘာမှမဟုတ်ဘဲနဲ့နော်အဲ့ဒါလည်းဒီနားကြီးလို့တဲ့ပတ်တာပါဆိုမှလည်းဒါနဲ့ထိုးတတ်တာမိမဟောထိုးတယ်ယောက်ျားဟောထိုးတာမိမအဲ့ကိုတပွားစီးရုံလောက်တဲ့ချိန်မှာတည်သွားတာယောက်ျားလည်းရောက်တယ်တော့ အာဒီခါကျတော့ဒီစလို့စိတ်နှမ်းပါလေဒီနှစ်ထဲမှာပဲเนาะကို့အမေကိုပြန်တက်တာတော့အစားတက်အင်းကို့အမေကိုပြန်တက်တာအဲ့ဒါလည်း90နှစ်ပြီးတော့80အရွယ်အမေကိုလာမသိပြန်တက်တာကျွန်တော်အိုင်အုံးနေရတဲ့သတိထားကြောင်ယထားလေးပေါ်မှာလည်းရှိတယ်ကားလေးပေါ်မှာလည်းရှိတယ်နေရတကာကိုမှအပြည့်တော့စလုံးကအုံးနေလေအဲ့လိုမျိုးအားကြောင့်မို့ကျွန်တော်ကအဲ့ဟိုထိုင်ဝင်ယထားပေါ်ပြီးဒီကိုကျွန်တော်တွေ့ပြီးအခါကျဘလို့ပါလိတ်လို့ကျွန်တော်စဉ်းစားနေလိမ့်မယ်အဲ့ဒါအဲ့ဒါအဲ့တိုင်းပဲเนาะအဲ့တော့နောက်ဗီဒီယိုဒီမှာပြန်တွေ့ကြမယ်တတောင်း ဒီဗီဒီယိုကိုကြည့်ချင်းအားဖြင့်တင်ငယ်ရှင်တို့ရဲ့ထင်မြင်သုံးသပ်ချက်ကိုလည်းကျွန်တော်ရဲ့ကိုမိုင်အောင်မှာမှတ်ချက်ပေးသွားနိုင်တယ်ဗျာ။ဒီလိုလေးကဒီလောက်ပါပဲဗျာ။နောက်ဗီဒီယိုဒီမှာကျွန်တော်တို့တွေပြန်လည်ဆုံတွေ့ကြမယ်ဗျာ။